မင်္ဂလာပါရှင် MB ရဲ့တနေ့တာအညာမြေတဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်တစ်ဆက်သူမှူးအိမ်ကျဲပါ။မကွေးတိုင်းပကုတ်ကူမြို့ကနေစုံစုစစေးကိတ်စီလာတဲ့ပြူစောတီတွေကိုတော်လင်းအင်အားစုတွေကအတင်းဆောင်ဆိုင် တိုက်ခိုက်ခဲ့ရမှာပြူစောတီလျှောက်တည်ဆုံးပြီးလက်နက်ခဲရနဲ့ဝေချက်သိန်း30ကျော်သိမ်းဆည်းရမိတယ်လို့ပကုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံက MB ကိုပြောပါရစေ။ ပခုတ်ကူမျိုးပေါ်ကပြူစောဒီကောင်းဆောင်အပါဝင်ပြူစောဒီအင်အား၈ရောက်ခန့်ဟာဇွန်လ၁ရက်မနေ့ကမနေ့ပိုင်းမှာပခုတ်ကူမျိုးအရှိဘက်စင်မင်းကျွော်မှာရှိတဲ့စစ်စေးဂိတ်စီကို လူစားလဲဖို့လာရောက်တာဖြစ်ပြီးတော်လင်းရေးတပ်တွေကစင်မင်းစစ်စေးဂိတ်မရောက်ခင်အသင့်ဆောင်ဆိုင်တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်ခံရချိန်မှာပြူစောဒီတွေဘက်ကလည်းပြန်လဲပြစ်ခတ်ခဲ့ပြီး၄၅မိနစ်ခန့်ကြာအောင် တိုက်ပွဲဖြစ်ပွားက စိုးစုပြစောတိနှစ်ယောက်တည်ဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေကနှစ်ယောက်ထပ်မံတည်ဆုံးတာကြောင့်ပြစောတိလေးယောက်ခန့်တည်ဆုံးတယ်လို့ဆိုပါတယ်တိုက်ပွဲအတွင်းစိုးစုပြစောတိတွေစီက MA3 တလက်ပစ္စတိုတလက်ငွေသားချက်30တိန်စတဲ့လက်နက်ခဲရံနဲ့ပစံတွေတင်စီရမိခဲ့တာပါအဆိုပါတိုက်ခိုက်မှုကိုပခုတ်ကူပကဖာနဲ့မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ပခုတ်ခရိုင်တရဲ16နဲ့ဘိုးကဲတပေါင်းစုတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ ခုတ်ကူမျိုးအရှိတ်6မိုင်ကန်အကွာမှာတည်ရှိတဲ့စစ်မင်းကျေးရွာစစ်စေးဂိတ်ဟာ2024ခုနှစ်အောက်တိုဘာလထဲမှာစိုးစုကပခုတ်ကူမျိုးကနေစစ်ကြောင်းထိုးရဲနောက်အထိုင်ချတက်ဆွဲထားတာဖြစ်တဲ့ဆိုရတဲ့အဲ့ဒီကလေးကဒေသခံပြည်သူအများစု၄ရက်စွာထွက်ပြေးနေရတာနှစ်ဝက်ကျော်ကြာမြင့်နေပြီဖြစ်ပါတယ် စကိုင်းနိုင်တပည့်ရင်းမျိုးနဲ့အိုးတိန်တွင်ရစာတင်ကြောင်းကိုစိုးစုကဗိုလ်ကျဲတိုက်ခိုက်မှုအတွေ့အသေးစားဒဏ်ရာရှိသူတွေစိတ်ကူးသားမှုခံယူပြီးတဲ့နောက်နေရက်ကိုပြန်သွားကြပြီလို့တပည့်ရင်းမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတူကပြောပါတယ်။အိုးတိန်တွေအနေနဲ့ဒါနောက်ဆက်တွဲနေလည်းကတော့ဟိုကျွန်တော်တို့နောက်ဆက်တွဲပြင်းထန်ဒဏ်ရာရကလေးတွေကလွဲရင်တော့အဲအနေကြီးအထိကဒဏ်ရာရကလေးအချို့ကတော့အိမ်ပြန်ရောက်ပြီပေါ့နော်။ဟုတ်အဲ့လိုမျိုးတွေရှိပါတယ်။ ။အိုဒင်တွင်ရာစာတင်ကြောင်းပုံကျဲတိုက်ခိုက်ခံရမှုဖြစ်စမှာဒဏ်ရာရှိသူ100ကျော်ရှိခဲ့ပြီးအဲ့ဒီတဲကအသေးစားဒဏ်ရာရှိသူတွေဟာနှစ်ပတ်ကျော်ကြာဆေးဝါးကုသမှုခံယူပြီးတဲ့နောက်အခုလိုနေရပြန်သွားတာပါ။ဒါအပြင်ကိုလိုက်ငါဖြတ်တောက်လိုက်ရသူတွေအပါအဝင်အပြင်းထန်ဒဏ်ရာရှိသူ42ဦးရှိခဲ့ပါတယ်။ကိုလိုက်အင်ကဖြတ်တောက်ပြစ်ရသူတွေမှာကြောင်းဆရာတဦးနဲ့ကြောင်းသားကြောင်းသူတွေဖြစ်ပြီးတော့ခြေလက်ဖြတ်တောက်ပြစ်လိုက်ရသူနဲ့မျက်လုံးဆုံးရှုံးလိုက်ရသူတွေလည်းပါဝင်ပါတယ်။ ။အိုဒင်နွေရစာတင်ကြောင်းဘုံကျဲခံရမှုကြောင့်တည်ဆုံးတန်ရရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်ရွာကန်ဒီအနေနဲ့စိတ်ပိုင်းဆိုင်ရာပါထိခိုက်ခံစားခဲ့ရလို့ရွာထဲမှာလက်ရှိအချိန်ထိပြန်လည်မနေထိုင်ရဲပဲတိမ်းရှောင်နေကြသူတွေလည်းရှိပါတယ်။အဲ့ဒီအဖြစ်အပျက်ကိုမြင်သည့်ကြုံတွေ့ရသူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာကြီးကြီးမားမားထိခိုက်သူတွေလည်းအတော်များများရှိနေပြီးဆရာဝန်ပြဖို့ပါလိုအပ်နေရလို့တပည့်ရင်းမြို့နယ်စစ်ဆောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ ပြီးခဲ့တဲ့မေလ12ရက်ကစိုးစု မိတိလာရှန်တဲလိတ်တက်ကနေတက်လာတဲ့ Jet Fighter လေးယာဉ်ဟာအဆိုပါကျေးရွာစတင်ကြောင်းကိုဘုံမရေသာဘုံအုံပြူတိုက်ခိုက်ခဲ့ပြီးဆီယမန်အူအပောင်ရဲ့တေဆုံးသူ42ဦးနဲ့ဒဏ်ရာရှိသူ105ဦးရှိပြီးတချို့ကထိတ်လန့်ပြီးရွာကိုဆုတ်ခွာထပ်ပြေးတိမ်းရှောင်သွားကြသူတွေလည်းရှိပါတယ် စကိုင်းမြို့ကငလင်တန်တိရှေးယောင်ဂဒန်ပလီကိုစောစုကကျူးကျော်ဆောက်လုပ်ထားတယ်လို့ဆွဆွဲပြီးတော့မေလာ26ရက်ညနေပိုင်းမှာအတင်းအာတမလာရောက်ချိတ်ပိတ်သွားတယ်လို့စကိုင်းမြို့ကအစ္စလမ်ဘာသာဝင်တွေက MP ကိုပြောပါတယ်။စကိုင်းတိုင်းစကိုင်းမြို့ထူပါယုံလမ်းအနီးမှာတည်ရှိတဲ့ဂဒန်ပလီကိုစောစုတပ်သားနှစ်ယောက်ကလာရောက်ချိတ်ပိတ်သွားတာပါ။ပလီအတွင်းမှာရှိတဲ့ပစ္စည်းအလုံးကိုတဲယူကထွက်သွားဖို့စောစုကဖိအားပေးနေရကနေ့ တင်းအားဓမ္မချိတ်ပိတ်ပြီးဝင်ရောက်ခွင့်မပြုတော့တာဖြစ်တယ်လို့၎င်းကပြောပါတယ်။စာရင်းပိုင်းနဲ့ပြောတာတော့မဟုတ်ဘူးကြာ။ဟိုဒီလိုရဲဆော့ဘွိုင်းဒီရောလူကအမှုပုံတာပေါ့နော်။ဆော့ဘွိုင်းဒီရောမြို့ဆော့ဘွိုင်းကတော့ဒီနောက်ပိုင်းပြီးတော့ကြောင်းရှင်းမယ်၊သုံးသက်တိုက်ပေါ့မယ်။အားလုံးမို့။ဗလီကိုပြန်လဲရရှိဖို့အတွက်သက်ဆိုင်ရာအဖွဲ့အစည်းတွေအပြင်နေပြည်တော်ထိစတင်ထားပေမဲ့တုတ်ပြန်မှုမရှိသေးဘူးလို့ဆိုပါတယ်။ ကိုင်းမြို့ကတန်းပလီကိုလွန်ခဲ့တဲ့နှစ်တရာကျော်ကစတင်တိစောက်ခဲ့တာဖြစ်ပြီးလက်ရှိမှာစကိုင်းမြို့မှာရက်စကန်နဲ့ကက်လျက်တရှိကဗလီညင်နဲ့ရက်စကန်မြေနှစ်ခုစလုံးကိုအင်္ဂလိပ်ခေတ်အိန္ဒိယဘီရင်ကန်ချုပ်စီကနေဂုံနူးဆောင်ဘွဲချင်းမြင်ခံခဲ့ရတဲ့မွတ်စလင်ရဲအရာရှိရဟင်းဘက်က1902ခုနှစ်မှာဝယ်ယူလူဒန်းခဲ့တာဖြစ်တယ်လို့စကိုင်းမြို့ကအစ္စလမ်ဘာသာဝင်တွေကပြောကြပါဗျာ။ မြေကရန်ဖောက်ပြီးတဲ့နောက်2019ခုနှစ်မှာဗလီမြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးစိုးစုကစစ်ဆေးမေးမြန်းလာတာကြောင့်ဂဒန်းပလီယာရှေးအောင်ပလီအဖြစ်တည်ရှိနေတာကြာပြီးဖြစ်တဲ့အတွက်တိုင်းသာသနာရေးယုံကနေအခြားဘာသာဝင်ဗလီတစ်ခုအဖြစ်ဂဒန်းပလီရဲ့တည်ရှိမှုကိုအတိအမှတ်ပြုသတ်မှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။စိုးစုကဂဒန်းပလီမြေကိုမတရားသိမ်းပိုက်ဖို့အတွက်စစ်ဘိုလ်ချုပ်ခင်းညွန့်လက်ထက်မှာလည်းစူးစမ်းခဲ့ဘူးလို့2023နောက်ပိုင်းမှာလည်းအကြိမ်ကြိမ်စူးစမ်းဖူးခွဲပါတယ်။ မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့သကိုင်းငလဲကြောင့်ကတန်းပလီလည်းထိခိုက်ပျက်စီးမှုရှိခဲ့ပြီးစိုးစုကအပြက်အစည်းတွေကိုရှင်းလင်းခွင့်မပြုသေးတာကြောင့်လက်ရှိအချိန်ထိပျက်စီးထားတဲ့အတိုင်းသာ ထားရတယ်လို့မြို့ကန်အစ္စလမ်ဘာသာဝင်တွေကပြောပါတယ်။သကိုင်းမြို့ကစိုးစုတက်မ33ထက်ကို short တိုက်ဒုံးနေတဲ့ပြက်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ Brave Warriors for Myanmar BWM ကသတင်းထုတ်ပြန်ပါတယ်။ မေလ31ရက်မိုးလယ်ပိုင်းကအမှတ်33ချင်းမြန်တပ်မဌာနချုပ်ခေါ်စုံစုတပ်မ33တက်ကိုတရားခုမမရှော့တိုက်တုံသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုကြောင့်တမ33ဘဟုကင်းမီးလောင်ပျက်စီးသလိုတက်သုံးဘော်တော်ရဲ့နှစီနဲ့လိုင်းခန်းတကန်ရှော့တိုက်တုံထိမှန်ကပျက်စီးတယ်လို့ BWUM ကဖော်ပြပါဗျာ။ ဒါအပြင်စုံစု6ယောက်နဲ့တက်တွင်းအချုပ်သား2ယောက်တည်ဆုံပြီးတော့စုံစုလက်နက်ကိုင်9ယောက်ဒဏ်ရာရတယ်လို့လည်းဆိုပါတယ်။သခိုင်းမြို့တမ33တဲကစုံစုဟာလက်နက်အားကိုနဲ့ဒေသတွင်းထင်တိုင်းကျဲလူသက်လူရဲ့မီးရှို့ဗရင်းကျင်အကြမ်းဖက်တောင်းညံ့နေတာဖြစ်ပါတယ်။မေလ25ရက်ကလည်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတဲ့ဘုရှော့တိုက်တုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ကလင်ဘေးတဲ့အကြီးကျယ်ခန်းစားခဲ့ရတဲ့မန္တလေးမြို့နယ်စကိုင်းမြို့မှာ အခြေခံပညာကျောင်းတွေကိုစုံစုကပုံမှန်နှစ်တွေအတိုင်းပြန်ဖွဲ့ခိုင်းကကျောင်းသားတွေကိုလည်းကျောင်းစာတက်ခိုင်းနေပြီလို့မြို့ကန်တွေက MP ကိုပြောပါတယ်။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ကလင်ကျောင်းမန္တလေးနဲ့စကိုင်းမြို့မှာရှိတဲ့ကျောင်းတွေထိခိုက်ပျက်စီးမှုအများအပြားရှိခဲ့ကပြန်လည်ပြုပြင်တည်ဆောက်နိုင်ခြင်းမရှိသေးပေမဲ့နှစ်စဉ်ကျောင်းဖွင့်ရဖြစ်တဲ့ဇွန်လအစမှာပဲစုံစုကကျောင်းတွေအားလုံးကိုပြန်ဖွင့်လိုက်တာပါ။ မန္တလေးမှာရှိတဲ့အကျောင်းတွေကိုပြန်ဖွင့်ရမှာငလင်ကျောင်းစာတင်ဆောင်အဆောင်အုံတွေပျက်စီးမှုရှိခဲ့တဲ့ကျောင်းတွေမှာတော့စာတင်ဆောင်မလုံလောက်လို့ကျောင်းတက်ချိန်ကိုမနက်ပိုင်းနဲ့နေ့လယ်ပိုင်းနှစ်ချိန်ခွဲပြီးတော့ဖွင့်လှစ်တင်ကြားနေတာပါတစ်ချိန်တည်းမှာပဲမန္တလေးမြို့ပေါ်ကတချို့စာတင်ကျောင်းတွေမှာတက္ကသိုလ်ဝင်စာမွေးပြန်လည်ဖြည့်ဆို့ရမယ် grade 12ကျောင်းသားတွေလည်းရှိနေပါတယ်မင်းရဲ့တက္ကသိုလ်မီးလောင်ရာမှာစာမွေးအဖြေလွှားတွေမီးထဲပါသွားလို့ဆိုပြီးမင်းအောင်လိုင်းကအာနာပြက်က စာမေးပွဲပြန်ဖြေခိုင်းလို့သခိုင်းကချင်နဲ့မန္တလေးတိုင်းကចောင်းသား8000ကျော်လောက်စာမေးပွဲပြန်ဖြေရမှာဖြစ်ပါတယ်။စောစုကအဲ့ဒီစာမေးပွဲပြန်ဖြေရမယ့်ចောင်းသားတွေကိုចောင်းတဲ့ခေါ်ညာအိတ်နေခိုင်းကဆရာဆရာမတွေကိုစာတင်ခိုင်းပြီးစာမေးပွဲကိုဇွန်လ16ရက်မှာဖြေခိုင်းမယ်လို့ဆိုပါတယ်။မန္တလေးမြို့မှာကျောင်းတွေပြန်ခွင့်နိုင်ဖို့ကျောင်းဝင်းတွေတဲ့လာရောက်ခိုးလို့နေထိုင်တဲ့ငလင်ဘေးတဲ့ပြည်သူတွေကိုစုံစုကနေရာပြောင်းရွှေ့ကအခုလိုရတဲ့နေနဲ့ကျောင်းတွေပြန်ခွင့်တာဖြစ်ပါတယ်။ ။ဒါအပြင်ငလင်ကြောင့်အဆောင်အများအပြားပျက်စီးခဲ့တဲ့စကိုင်းမြို့ပေါ်မှာလည်းစုံစုကကျောင်းဆောင်အဖြစ်ယာယီတဲတွေစောက်ကကျောင်းသားတွေကိုကျောင်းတက်ခိုင်းနေပြီးအဲ့ဒီယာယီကျောင်းဆောင်တွေကမိုးရွာချိန်မိုးမလုံလို့ကျောင်းသားတွေစာသင်ခွင့်မရဘဲအိမ်ပြန်လာရတယ်လို့မြို့ကတချို့ကပြောပါရတယ်။ငလင်တဲ့ကျောင်းနိုင်ငံတော်မှာစာသင်ကျောင်း2635ကျောင်းပျက်စီးတယ်လို့စုံစုကထုတ်ပြန်ထားပါရရှင်။ လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ